ဒန်ဒရန်ကအခုအသစ်ထွက်နေတဲ့ enemy တစ်ခုပေါ့လောလောဆယ် favorite enemy တွေတစ်ခုဖြစ်ပြီးတော့တတိအတွက်အရင်အေးပါတဲ့ enemy တစ်ခုလို့လည်းပြောလို့ရတယ်ဒန်ဒရန်ရဲ့ theme purpose နဲ့ goal ကိုတည်တည်ချာချာနားမလည်တဲ့သူတွေများတယ်ကြပေါ့တခြား enemy တွေနဲ့ရှင်လို့ရှင်တိတ်ပြီးမရှင်းတော့လေ We shall have intercourse with you. Ah, what the fuck? ဥပမာတခြား enemy တွေမှာဆိုလို့ရှင်အာ Naruto ဆို Ninja တွေ One Piece က Pirate တွေ JoJo မှာ Blood Town တော့ Homosexual ကြီးတွေ ဖူရော一緒に入ダメダンダランがねあの thing ってこうしてばအကုလူတို့မှတ်မိကြပါမလားတော့မသိဘူးဒါပေမဲ့ဟိုးရင်တော့မဂ္ဂဇင်းတွေမှာဂျူသားတွေ့ရတယ်တရားအကြောင်းတွေကိုဘာမှတိတိကျကျမရှိဘဲနဲ့ယုံနှန်းစကားအရာ theory ထုတ်ပြီးပတ်စင်တင်ပေးလေးရှိရလေရဲ့ဒန်ဒန်ဒန်ကအိုက်တင်သူ့ရဲ့ theme က ninja တွေ pirates တွေမဟုတ်ဘူးသူ့ရဲ့ theme ကတကယ်လို့ conspiracy theorist တွေဒါအမှန်တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့ theme ဒါပေမဲ့ဒါပေါ့တကယ်ကောင်းတဲ့ enemy ကို carry တာကကြိုက်တာအရေးပါတယ် အဲ့ကြောင့်ဒီနေ့မှာလဲထေရုတော်တာကိုထေရုလုပ်ရင်တန်တရာနဲ့ကာရီတာကိုဆန်းစစ်လိုက်ရအောင် But first ထေရုဒီနေ့အတွက်ကွတ်တီအကြဆုံး sponsor တစ်ခုရှိပါတယ် Anime Free Streaming Service တစ်ခုပေါ့ Pirate Anime မြန်မာရဲ့နာမည်အတိုင်းပဲဘာသာပြန်ပြီးသား Anime တွေကို free ကြည့်လို့ရမယ် Telegram Channel နဲ့ Facebook Page တွေပါ Well I mean you got to love the honesty ဒါပေမဲ့ငါတို့ဒီ logo နဲ့သွားကြမှာ But enough about that. တကယ်အရေးကြီးတဲ့ကိစ္စအကြောင်းပြောလိုက်ရအောင်။ Anime, သူတို့ရဲ့ free anime channel မှာအခု Let Law Banger ကိုကြည့်လို့ရတယ်။ You got Demon Slayer, Painsaw Man and Kaiju No. 8. Oh and hey, ဒီ video ရဲ့အကြောင်းအရာတန်းတန်းလည်းသူတို့စီမှာကြည့်လို့ရရယ်နော်။ဘာအက်တေးမှလည်းမမြင်ချင်ဘူး။တကြီးလင်းလင်းနဲ့လည်းကြည့်ချင်တယ်ဆိုလို့ရှိရင်သူတို့ Telegram မှာ download link တွေလည်းချပေးထားပါတယ်။ဒါပေမဲ့ကိုလူတို့ကဒီလိုသေးသေးစားလေးကိုမကြိုက်ဘူး။တကယ် AAA စောင်းတော့ဆိုင်ကြီးက top quality cuisine နေမှာကြိုက်တာဆိုလို့ရှိရင်ကတော့ I got you bro Detective Conan Mobile Suit Gundam and Hunter x Hunter တကယ် anime လောကရဲ့ classic masterpiece ကြီးတဲ့ cream de la cream နေ The Absolute Cinema တွေကိုလည်းသူတို့ရဲ့ paid VIP Telegram channel မှာကြည့်ရှုသွားလို့ရပါတယ် Parent anime မြန်မာမှာတင်ဆက်နေရဲ့ or နောက်ထပ်လာရောမဲ့ anime သတင်းတွေကိုလည်းအမြဲ up to date သိကျင်နေရဆိုလို့ရှိရင်တော့သူတို့ရဲ့ Facebook page လေးကိုလည်း follow ထားဖို့လိုပါတယ် Telegram channel link နဲ့ Facebook page link တို့ကိုတစ်ပြင် comment မှာရေးပေးထားပါမယ်။ဒီ video လို့ sponsor ပေးရတဲ့အတွက်ကျေးဇူးပါ Fire Enemy မြန်မာ။ကဲ။ Gaudi Enemy စီပြန်သွားလိုက်ရအောင်။ဆိုပရမဆုံးဒီဘဲတွေသူ့စော်ဒေါပွားနာနေစတယ်။ဘာလို့ဆိုသူကဒိတ်သွားနေတာကိုပတ်စံမရှိလို့လဲ။အဲ့နဲ့သူကဒိတ်ကိုတော့ခေါ်သွားပြီမယ်။ဒါပေမဲ့သူလည်းတစ်ခုခုပြန်ရရမယ်ပေါ့လေကွာ။ Disgusting ။ဟိုတကောက်တော့ကောင်မလေးရရှင်းတယ်။အဲ့အဲ့အောင်ကြောက်ကျွန်တော်တွေးမိတာ What's wrong with you? Shorty, I let out slime account. Bam! why get check ဒါပေမဲ့ဒီဘက်ကနိုင်လိုက်သေးရဲ့ oh not gonna lie man ကိုစော်ဒီလိုအကွက်ဒီចောင်းရှည်နေခင်းចောင်းတော်ကြီးជួយဖို့ဆိုတာတော်ယုံတန်ယုံဇယိုက်ဆန်အမျိုးမဟုတ်ဘူး so ကျွန်တော်တို့ fine shit တွေကသူ့တငယ်ချင်းတွေစီသွားပြီးငိုရောမင်းလည်းပြက်လို့အဲ့မှာသူ့နာမည်ကငိုငိုအိုင်အဆေးလို့သိရတယ်စောနာဘဲရလေသူအရန်ကြိုက်တဲ့မင်းသားကန်တာကကူရာနဲ့တူလို့ကြိုက်တာဖြစ်ကြောင်းဟုတ်ကဲ့ so ငိုငိုကြိကလူငယ်ဖြစ်နေတော့သူတို့အောက်တန်းကမျက်မှန်နဲ့ပုံမှုခွက်ကိနဲ့ကလေးတယောက်အတန်းထဲမှာနိုင်ချင်းခံနေရတာတွေ့ပြန်ရောစောမမောကအမြင်ကက်လို့ဂျားရဲကနေခဏဝင်းကာပြလိုက်တာပေါ့ အဲ့ဒါကိုဒီမန်ကြောင့်အထင်တွေလိုရဲသွားရော သူကြိုက်တဲ့ alien တွေအကသရဲ့အကြောင်းသူလည်းစိတ်ဝင်စားလို့သူ့စီလာရဲ့ထင်ပြီးဒီကလေးကဇက်တိုက် alien တွေအကြောင်းရပ်တော့တာပဲနားလည်ပြီးလို့ရပါရဲ့ကျွန်တော်လည်းတစ်ချိန်ကကိုကြိုက်တာတွေသူများအပေါ် geek out လုပ်ခဲ့ပြုတာပဲဟဲ့အခုချိန်ထိလောက်တော့ဘာလို့ဒီ YouTube channel ဖြစ်လာရဲ့ထင်တော့ဘုံဘုံတော့စိတ်ဝင်စားတော့ and ကျွန်တော် personally ဒါဆိုရင်အိုင်နာလေးတွေရက်လိုက်ရှင်းသမျှတော့ဒီကိုပိတ်ပြီ zip tight ဟာဒီကလေးကမရဘူး UFO တွေ alternate တွေ Mark Zuckerberg ပုံပင်ညိုတွေအကုန်စက်တိုက်ပြောနေတာ ਨੇ နောက်ဆုံးမူမူကလည်းအေးကြလေးလုံးကလည်းဝမ်းနေတော့ပေါ့သူကသူနဲ့အကြိုက်တူတယ်လို့ထင်အောင်လေးရယ်လေအဲ့ဒါလည်းမြင်ရောမူမူကမှန်ညာအောင်စိတ်မကောင်းဖြစ်ပြီးတောင်းမှန်တာပေါ့သူကဂျိုသားကြီးတော့မသိဘူး တရေတွေပါရတော့ယုံနေပေါ့ကွာသူ့ဘဘွားကလည်းတရေရင်နဲ့စကားရပါရပျော်ဆက်သွဲတဲ့နတ်ဆရာဆိုတော့အဲ့မှာဒီလေးလုံးကထိုက်ရွာပဲအဲ့လုံးနဲ့သူတို့လောင်းစားလုပ်ပြီးတယောက်ပြောရဲ့နေရာတယောက်သွားကြတရေတွေ or ဂျူသားတွေဆိုတာတကယ်ရှိမရှိတက်တည်ကြဖို့အတွက်ရှော်ရီကဒီစင်းအောင်ဟောင်းကြီးကိုသွားတယ် apparently ဒီနေရာဂျူသားလို့ယူဆရတဲ့ထူးထူးဆန်းဆန်းအရာတွေအများကြီးဖြစ်တဲ့နေရာပေါ့ and ကျွန်တော်တို့ဘော်ရာကြီးကတော့တရေချောက်တယ်ဆိုပြီးနာမည်ကြီးရဲ့ကားဖြတ်လိုင်းကိုဟောင်းကြီးစီသွားတယ်ဒီကလေးကငါ့ထက်တော့တတိအတော်ပိုကောင်းတဲ့ကောင်ကြီး ငါတို့ဆိုရှော်လီဘလောက်ဖိုင်ဖိုင်တဲချောက်တဲ့နေရာနေကင်းချောက်တော့မလို့အဲ့မှာသူတို့ရေဖုန်းကနေတဆင့်နည်းနည်းစကားလေးပြောရင် bonding လေးလောက်နေကြအရင် cute ပါတယ် very nice မမောပြောမြရင်သူတင်ရင်အเจ้าကြီးဘယ်ကနေစသဘောကြရလဲဆိုတော့သူ့ဖွားဖွားကြောင့်စသဘောကြတာသူ့ဘွားငငယ်ကအစီရင်လေးတစ်ခုလောက်ခိုင်းတယ်ဘာမှလည်းမျိုးလေးထောင်ပြီးဒါပေမဲ့သူ့မူလာတဲ့တော့တင်ငယ်ချင်းတွေကဝိုင်းစာကြတော့သူ့အဖွားတော့နည်းနည်းမုန်းမိသေးတယ်တမင်နောက်ဆုံးမှာတော့သူအစခံရလို့ဝမ်းနေရမှာမဟုတ်မယ်သူ့အဖွားပြောတာကိုအလောင်းခံရလို့ဝမ်းနေမှသိသွားပါ oh that's very sweet ဒါပေမဲ့အဖွားအဲ့အဖွားခဏနေလာဘယ်လိုနဲ့ဆက်သွားနေတော့သူတို့ဝင်တိုးပြီဒီဘွားတော်ကြီးအဲအဲ तू ပြောနားထောင်ကြည့်အောင် I'll let you suck on my teeth, boy. Oh, okay, Drake. ဒီလိုတော့ GTA မှာကြံငါးပွေရတာတလို့ပြေတော့တာလေ။ဒါပေမဲ့ဘွားတော်ကြီးကလည်းပဲလွတ်ပေးပါမလဲ။ရပါလိမ့်တော့။အဲ့ဒါရမယ်။နောက်ညောင်ဒုက္ခရောက်လာကြတော့မုံမောလာကူကိုပြေးလာရော။ ဒါပေမဲ့သူဒီ freaky gunner ဂျိုသားသုံးအောင်လေပက်ပင်တိုးရပါပေါ့လှည့်ပြေးပြီမဲ့မမီတော့လှမ်းဆွဲခံလိုက်ရပြီပြန်လဲနိုးလာရောသူ့အင်ကြီးရေမရှိပဲချုပ်ခံထားရတာတွေ့ရဲ့ဂျိုသားတွေကလည်းသူ့ပပတ်လယ်မှာဝိုင်းထားကြတာ party like a diddy party so ဒီ freak တွေကရှင်းပြတယ်သူတို့မျိုးစိတ်တွေကအထီးတွေပဲရှိလို့မျိုးမပွားနိုင်ကြဘူးဒါကြောင့်တခြားမျိုးစိတ်တွေကိုမိခိုရတယ်ဆိုပြော Oh no ဒီလိုတတဝါရေးတာတကယ်ရှိလို့ကတော့တကောင်းမကြံမျိုးဖြုတ်ပြဖို့ငါတသက်တာတော့လုပ်ပြပါလို့ဆိုရင် They gotta go, man. Oh, put that shit away, dog. No. ဒီကောင်နေသူတို့အစွမ်းနေတုံးပြီးမုံမို့စိတ်ပါလာအောင်လုပ်တာပေါ့။ဒါပေမဲ့မုံကစိတ်ခွန်အားပြင်းထန်လို့ဒီကောင်နေလုံမရဖြစ်နေပြီ။အဲ့မှာကြောက်မကောင်းကြားမကောင်းနေမဖြစ်ခင်။ဒီမှန်ညောင်းကုန်းထွက်လာရောဒါနဲ့သူတယောက်ဟင်းမဟုတ်စောတာဖိကီပ ွားရဒုက္ခနာပေါ်လေဝင်ပူးနေတယ်။တွားရရအောင်ချင်ပွဲကျန်တော့ချက်ချင်းကိုဘူးကကြိုးအောင်လုပ်တယ်။တူမီဝမ်းဆွဲရ။ကျန်တဲ့ကောင်လည်းလှုပ်တော့မှု။ဒါနဲ့ငနေကဆွဲနေတုံးနေလိုက်။အဲကြောင့်မင်းရဲ့ဘာနာနာကိုယူသွားမယ်ဆိုပြီးပြောရအောင်။အဲ့မှာလေးလုံးစီကနေဝန်ခံချက်တွေထွက်လာရော။သူ့ဂျိုသားကြီးကိုဘာလို့အယမ်းရှာတွေ့ခြင်းရလဲဆိုတာ။သူ့ဒီဂျိုဘွားလူတွေကတော့အကုန်ရှောင်ကြလွန်းလို့တခြားဂျိုဘွားဟာတွေကတော့ပေါင်းရမလားဆိုပြီးစိတ်ထဲစဉ်းစားမိလို့။ဒါပေမဲ့အခုတော့မမောကသူ့ကို view site လို့မမောကိုထိရင်အကုန်တက်ပြင်မယ်လို့ပြောရမှာ။အဲ့မှာဂျိုသားကလည်း cool story bro didn't ask ဆိုပြီးသူ့နေရာသူပြန်ပို့ပေးလိုက်နေလုံးအဖိခံနေရပြီဆိုတော့ဒီကိစ္စကဲ့တင်ဘူးကမုံမုတ်ခေါင်းပေါ်ကြာလာတယ်အဲ့ကျသူသတိရတော့တာကသူ့ဘဘငငယ်ရဲ့လောက်ခိုင်းတဲ့အစီရင်လေးကလကားမဟုတ်ဘူးဆိုတာသူ့ရဲ့စိတ်ဆွမ်းအင်ချီပွင့်ပေးတော့အောင်လေးချင်းတဲ့အရာအန်ဂျိုသားရဲ့စိတ်လုံးဆောင်မှုတွေကမုံမုတ်ရဲ့ကာမစိတ်ကိုတွေမကအောင်အကုန်လုံးကိုလုံးဆောင်တာဆိုတော့သူ့ခန္ဓာကိုယ်ရဲ့ psychic ability ပွင့်သွားရင်ချုံနောင်နေစီကလည်းလွတ်သွားအဲ့မှာသူ့ရဲ့ signature white kick နဲ့ဖွင့် 有 tu, 我又不会是变宝回来，你阿姨不是来无聊度啊？那人家来啥呢？咱们湖北啊，龙王山乐宝贝，阿张木木阿勒都算你那变帅哥了不？Stop it！ This isn't you type shit. ဒါပေမဲ့အဖေါ်ရဲ့ဒီတိုင်းမလစ်ဘူး။လေးလုံးရဲ့ walking slash ယူသွားရောအဲ့နဲ့မုံမုံကပဲပန်ညာကိုဆွဲထုတ်လာရရောအပြင်မှာရောက်တော့ဒါပေါ့လေးလုံးက तू walking slash ပြန်ရှာတော့မှာပေါ့ဟုတ်ဒါအဲ့ကြောင့်လေးလုံးကလည်းမုံမုံကို तू အင်ကြီးကြီးပေးရင်းနဲ့ကျွန်တော်ကဦးကြောင်ကြောင်လေးမို့ပါလို့ပြောလိုက်ရအဲ့နဲ့ apparently ဒါကမုံမုံရဲ့ crush ရုပ်ရှင်မင်းသားကန်တက်ကကူရာပြောရတဲ့ line ဆိုမုံမုံကအခုချက်မှသူ့နာမည်ကိုမေးကြည့်ရော I'm Ken Ken Takakura ချားရဲ့ခါကျမူမူကရင်းနေတဒိန်းဒိန်းခုန်လို့အာယုံမဆိုင်နိုင်ပြီဖြစ်ရဲ့ရောအဲ့ကြဂရန်နီကအခွင့်ကောင်းယူပြီးထွက်လာတာပေါ့အကြောင်သူတို့တွေဂရီတခုထားလိုက်ကြတယ်ခန်ကသူ့နာမည်အရင်းကိုထုတ်ပြောခွင့်ပေးလိုက်အကုတ်ကိစ္စရဲ့သဘောကျတဲ့အတွက်သူကအခုအစပြီးရောအကုတ်ကွန်းဒါပေမဲ့အမြန်ပြောလိုက်တော့ကျတော့အုတ်ကရုံဖြစ်သွားတယ်ဒီလုံးကလည်းသဘောတူတာပေါ့ဒါလည်းကျွန်တော်သူ့ကိုအပြစ်လုံးဝမတင်ပါဘူးဘာလို့ဆိုဖိုင်းရှစ်လေးတရားပါကျွန်တော်ကိုလာပြီးအမိန်ပေးခဲ့လို့ရှိရင်လည်းနှက်ခွန်မပြောစရာဘူးနာခံမိတာဆိုမမောကဘုကရုံးကိုအယားစိတ်အိမ်ရခေါ်သွားပြီး အင်းကြီးပါလေစကားလေးပါလေပြောကြပါပေါ့ဘတ်ပြန်ထွက်မယ်လေလို့ရောသူတို့ဒိုမိန်းနဲ့ပိတ်သွားပြီ what the fuck queso yep you're banned ဒီတော့ဝါရမင်းရဲ့ဘာနာနာကိုပေးဆိုပြီးလိုက်ရိုက်တော့အုတ်ကောင်ကတိသွားပေါ့ဟာဒါဂျိုသားကြီးဆိုပြီးဂျိုသားဆိုလည်းတခြားဂျိုသားမဟုတ် US West Virginia မှာတွေ့ရတဲ့ Thurwood Monster ကြီးပဲပေါ့ပြောချင်တာလေဒီဂျိုသားကြီးကသူတို့လိုချင်တာရဖို့ဒီ fucking zamster.com နေပါသေးတယ်။သွားရှာလိုက်ရင်ပြီးနေရအောင်။တောင်းကြောင်းလိုက်လိုက်နောက်ရှက်နေ fucking weird man so anyway ဒီဂျိုသားမိုမိုနဲ့အုတ်ကရုံကို cook နေတော့တာပဲအဲ့မှာအုတ်ကရုံသိသွားတကယ်လို့မိုမိုသား granny ရဲ့စိတ်ကိုပဲပြီးထားပြီးအစွမ်းကြီးလွတ်ပေးလို့ရရင်သူတို့ပြန်ချလို့ရတယ်ဆိုတာမိုမိုလည်းသဘောတူပေးလိုက်ရတာပေါ့အဲ့မှာဂျိုသားကနှစ်ကောင်လုံးကိုပြားပေါင်းရိုက်မချခင်ဖက်ကင်းတပ် now ogrunga tomo granny အစွမ်းကြီးရယ်ဆိုတော့ oh he be different straight up for farming နေလောက်ကုန် Oh yes sir Yes sir ဒါမဲ့သူကိုကိုအရင်အထင်ကြီးလွန်တယ်ဘာလို့ဆိုဂျိုဒါန်နဲ့ stare down လုပ်တော့ခွေကြသွားရဲ့ Fail ထဘူဂရန်ရဲ့လူမဆန်တဲ့အချိန်ကြီးနဲ့ပြေးတဲ့ဒဏ်ကိုသူ့ခန္ဓာကိုယ်ကမနိုင်နဲ့သူတိသွားတယ်ဟောလိုက် He's not built for this အဲ့လိုနဲ့ကဲဖို့တောင်းဝါမမိုးစီကြလာပြန်တာပေါ့မမိုးဒိတ်ထားမိသွားတယ်ဖလက်ဝုဒ်ဂျိုဒါစုမဖို့ချင်းနဲ့ချတယ် အဲ့ကျ तू ကဒီကောင်လက်ကိုမြေကြီးနဲ့တိအောင်လုပ်နိုင်ရင်နိုင်ပြီဆိုပြီးပြောတော့သူ့ဩဂရုံကလည်းနောက်တစ်ခေါက်ထပ် lock in ဝင်ပြီးစမ်းကြည့်မယ်ပေါ့ motherfucker flower ရဲ့ဒူးကောင်ကို boost နဲ့ဝင်ကျုံရောဒူးပြတ်တော့မုံမွားသူ့အတွင်းအားနဲ့စွဲချအဲ့မှာသူတို့နိုင်သွားပြီဟွန်း that's some bullshit ain't no flower ဂျိုသားမုံမို့ထိုးချက်တွေစ spam တော့မှာပဲ oh my god မင်္ဂလာတယောက်ကိုမညံ့မတာကွာ Chris Brown is that you? ဒါပေမဲ့ Flow ကညစ်တာဆိုတော့မမော်လည်း slide မခံဘူး။ तू ပြောရင်ညစ်တဲ့သူတွေကို तू အမုန်းဆုံးပဲဆိုပြီး Oh hell yes. ရှိလာအောင်မမချန်။ဒီနေ့ကတူသွားပြီ။ Fuck cheaters bro. We stay loyal. Yes sir. မမော်ကအကောင်လန့်ဆွဲပြီးဂိမ်းမှာချိန်လေးပြန်ကတ်ပေးလိုက်။ Flow monster got cooked. ဘယ်မမော်ကအရင်ပင်မန်းသွားပြီမို့အပြင်ရောက်တာနဲ့တန်းမောက်သွားပဲ။ဘသူမှချုပ်တာမဲ့သူမရှိတော့ Turbo Granny ကလည်းထွက်လာတာပေါ့။ Turbo Granny ကမမော်ကိုစားဖို့လုံနေတော့မှာ။ လာပြီ get up let's sort you out ဒါမမို့ရဲ့ဖွာစိတ်ကိုအဲသူကသူဘယ်ရွယ်ကြီးပဲနေနေငါကြည့်မဆိုင်ဘူးဒီလို find guilt ကြီးတာမရှိမှရှိနေရဆိုလို့ရှိရင် let's just say king arthur တော့ဆွဲထုတ်နိုင်မှာဟုတ်လို့ပဲပြောရရဖွာစိတ်ကိုကမင်းလားငါမျိုးအနေပြုတ်ပါဆိုပြီး trouble granny ပေါ်ကျန်တော့တယ်ဘယ်လား trouble granny လည်းဒေါ်ပေါ်လာပြီးမင်းကိုဖမ်းလို့မရပါဘူးကွာပေါ့ you can't trap me by now အဲ့မှာစိတ်ကိုကလည်းပြန်ပြောပါဘော Trap you Trap you Oh I'm going to kill you Boom Cooked မမောနိုးတော့ပုဂ္ဂရုံအတွက်အရန်နေစိတ်ဘူးသွားရောဒါပေမဲ့ဒီကလေးကနန်နန်ထဲမှာထိုင် Is it to me လုံးနေစားနေရတွေ့ရပါဘောအဲ့ကြမှာဖွားဖွားစိတ်ကိုပြန်ပြောပြတာ Trouble Granny က Modern Day ယူခိုင်ရကောင်ဖြစ်ပြီးစောင်းရန်အားကြီးအောင်သူက Trouble Granny နဲ့ဘိုင်ဝမ်းဆွဲဖို့တခါသွားခဲ့ဘူးကြောင့်လည်းပြောပြတယ်ဒါပေမဲ့ Tower Grand ကအဲ့ location ကတရေနောက်တကောင်နဲ့ပေါင်းပြီး jump လို့စိတ်ကိုလည်းပြန်ပြေးခဲ့ရကြအောင်။နေရာဆွဲတစ်စီတွေကကြာ တို့အိမ်ခွင်းထဲမှာပဲစွန့်နေအကြောင်းလည်းပြောပြတယ်။အဲကြောင့် Turbo Grandio နိုင်ခြင်းရင်သူနဲ့ပေါင်းနေတဲ့တရေကိုသူ့နယ်မြေထဲကနေပထဝဲမှာဖြစ်ကြောင်းလည်းပြောပြတယ်။အဲမှာပမန်း level plan တွေဆွဲရတာ။ But Turbo Grandio ကလည်းခေသူမှမဟုတ်တာ။ Yo မင်းတို့ရဲ့ဘာလုပ်နေရအောင်ဆိုတာမသိဘူးမထင်နဲ့။မင်းတို့ကငါ Turf ကို pull up ဖြင့် pull up or ဒီကလေးကိုတတ်ပြင်မယ်ဆိုပြီး။ So အဲတော့ရွေးချယ်မှုမရှိရတဲ့အဆုံးမုံမုံနဲ့အိုဂရုံကလည်း Turbo Grandio ရဲ့ line ကို ပြန်သွားရတာပေါ့။သူလည်းရောက်ရောအစအေးဆေးပဲ။ But then Turbo Grandio ရှေ့ရောနောက်ရောပါညက်ပိတ်တယ်။ ကုတ်ခံရပြီလို့ထင်းနေတော့မှရှိသေးရဲ့မိုးမိုးကလည်းစိတ်ကိုပြောတာနှက်မိသွားတော့သူ့အရှိန်သူအရင်အထင်ကြီးတာတကယ်လို့စိတ်ခွန်ရင်ဘယ်တော့မှမမြင်ဘူးပေါ့သူ့မိုးမိုးစပြီး rage bait တော့အေးယို Turbo Granny you a bitch ဘာညာသူ့ Turbo Granny ကလည်းအေးယို you talk the mad shit all right sound like bra မိုးမိုးတော့7မိနစ်အကြောပေးဖို့တောင်းပြီးစပြေးတော့အဲ့ဒီ owner ကြိုးကန်ကြီးက countdown ကိုတခြားမီပဲနဲ့ကိုကျော်ဒီကျော်နဲ့ကလေးွက်တွေနင်းတာ and အဲ့ဒါနဲ့ပကားသေးဘူးမိုးမိုးကဖမ်းပြေးသေးတာ ဒီတော့ဒီတစ်ခါ Okrun ကဲကလေးရောက်လာလေးလုံးကလည်းကြံရမရတဲ့အစုံဘာလုပ်တယ်ထင်ကြည့်စီတွေ့ကြည့်ဘာလုပ်တယ်ထင်တော့ခေါပြီး Turbo Granny ရဲ့နိုးတွေကြိုက်တော့ And Turbo Granny ခံရပြီပေါ့ဖိုင်စောနာတော့ကျွန်တော် freaky mode ဝင်နေပြီးတော့ဒါဘာနဲ့တူလဲဆိုတော့ခင်ဗျားတို့ကောင်မလေးဖုန်းထဲမှာကြတော့လေအပြင်မှာတွေ့ရင်ဟိုအလုံးမဲတရားလုံးမဲနဲ့ရွာကျင်တယ်လို့ရွာပြီးအပြင်မှာလည်းတကယ်လည်းတွေ့ရောဘာမှလည်းမဟုတ်ဘူးဖြတ်ခွေးချက်ကန်းနဲ့ yeah အဲ့ဒါနဲ့တွေ့တယ်ဆိုတော့ group guide ရဖို့ turbo grand ကြီးလည်းဝင်ပူးလိုက်ရတာပေါ့ဒါပေမဲ့အိုက်မှာ ဂရန်နီကိုမူမွားပုဂ္ဂလုံခန္ဓာကိုလည်းချိန်ပိတ်ပလိုက်ရောထပ်ဖို့ဂရန်နီကလည်းအိုက်ကြအဲ့နေရာဆွဲတရေကိုကျော်မောက်ဒူယီဝမ်ကျောင်းနေပြီးဝင်းကူအောင်ဆိုပြီးခေါ်လိုက်တာဒီ giant ခမန်းကြီးထွက်လာတော့ပေါ့ရိုင်းပြေးလို့လွတ်မှာမဟုတ်ဘဲလဲတိရောပုဂ္ဂလုံက locks in the using both mode ဖွင့်လိုက်တော့ကိုယ်မူမူရဲ့900 IQ ကွက်တွေကြောင့်လွတ်တော့မလို့ပဲဒါပေမဲ့ turbo grand ကြီးဆိုတာ turbo grand ပဲမတော်ကနားမရှိတဲ့တရေတွေအကုန်ဝင်ပူးခိုင်းပြီးတော့မူမူနဲ့ပုဂ္ဂလုံကိုကြောင်ခိုင်းတော့ပေါ့ပုဂ္ဂလုံကနောက်တစ်ခါတော့ပဲအကုန်ပြေးနိုင်တော့လေ ဒါတော့မျိုးပြင်းတီရောက်မှာမဟုတ်ဘူးဆိုတော့မမောကလည်းနာနာ trust me fam အဲ့ဆိုအခုလည်း walks in and zoom three ဟာတော့ရောက်လာဒါပေမဲ့ homie ရဲ့ juice ကိုမှာမမောကတော့သူ့အစွမ်းကြီးတုံးပြီး light ပေးရပြန်ရောဒါပေမဲ့အဲ့လိုလုပ်တာကြောင့်မလို့ top program ကြီးကိုလွတ်ပေးလိုက်ပြီ employee ရဲ့တိတ်ကျင်နေတာဟင်းသူ့ then top program ကြီးနဲ့ကနန်းတရေတို့ကပြုတ်သွားပြီးအခုလုံးကိုစားရတော့ဒါပေမဲ့မူဘော pro gamer move တွေထုတ်သုံးပြီးတော့ထားနဲ့ပြီးနေလိုက်ပါဘာ ထရိုဂရမ်ကြီး లైక్ ကုန်တက်လာတဲ့အခါမိုမိုအထရိုဂရမ်ကြီးကိုချုပ်ထားတယ်။အဲ့ချိန်မှသိရတယ်မိုမိုရဲ့အကျင့်။ဒါမျိုးကူးရထားကြီးဖြစ်။အခြားမျိုးကိန်းပါလေ။စိတ်ကောပြားပါရင်စောင့်ပြီးတော့။ Yo 40 chess move da ။အန်ကနိုင်းလည်းပောက်ကွဲသွားတော့ကော်မလီကြီးဝိညာဉ်ကြီးအများကြီးကိုတွေ့ရတယ်။အဲ့ဒီကျတော့ကျွန်တော်တို့စိတ်ကိုစီကကြားပြီ။ထရိုဂရမ်ကြီးရဲ့ back story က။ထရိုဂရမ်ကြီးကတကယ်ကျတော့ရှောက်သွားနေတဲ့တရေတကောင်ကြီး။ဒီလိုင်ကူကမမို့ရွယ်ကော်မလီကြီးစော်ကားခံပြီးအသက်ခံရတဲ့နေရာတဲ့။ ။တနီတိုဘိုဂရန်ရဲ့အရေးသားကိုစမ်းစစ်ကြည့်တဲ့အခါမူမူရဲ့အရေးသားနဲ့တတူကြနေတွေ့ရတယ်။နှစ်အောင်လုံးကအားငယ်သူရဲ့အတွက်ရက်တီပေးဖို့ပေါ်လာခဲ့ရပဲ။မူမူကအုတ်ကရုံအနိုင်ကျင့်ခံနေရမြင်တဲ့အခါသူ့ရဲ့ကာကွယ်ခြင်းနဲ့မိရဲ့စိတ်ဓာတ်ကိုတွေ့ရတယ်။တိုဘိုဂရန်ကြီးကလည်းဒီပူဆွေးနေတဲ့မင်းကလေးတွေရဲ့အားငယ်မှုကိုနှွေးထွေးပေးခြင်းနဲ့သဘောတရားကိုတွေ့ရတယ်။မူမူဆိုနာကဂျူလိုင်းနဲ့အန်ရဲ့ကြနေတော့ကလည်းတိုဘိုဂရန်ကြီးကအဲ့အကြောင်းကဲခဲ့တာရဲ့။ And as it went on story you said ကြီးရဲ့အခါမမို့အများကြီးကူညီပေးတာရင် လမ်းပြပေးတာတွေလည်းတွေ့ရတယ် Furthermore Turbo Granny ရဲ့ myth ကကမ္ဘာတစ်လုံးမှာလူတွေခက်ခဲတဲ့အချိန်တွေရောက်လာတဲ့အခါအဖိုးကြီးအဖွာကြီးတွေကို view site မပြီးတော့ဘဲလာလာပြီးစွန့်ပစ်ကြတဲ့ဝန်ထဲစရာ event တွေကိုအခြေခံပြီးပေါ်ပေါက်လာခဲ့တာ Maybe အဲ့ဒါကြောင့်နေမှာပေါ့ Maybe Turbo Granny ကလမ်းမပေါ်မှာရှောက်သွားရင်နှစ်သိမ့်ပေးစရာရှားနေတဲ့အမေအိုကြီးတစ်ယောက်ပဲဖြစ်လို့နေမှာပေါ့ဒုက္ခရောက်နေပြီးတချိန်ဟန်သူ့လိုအကာအကွယ်မဲ့အားကိုးရမဲ့မိမသားတွေကိုခိုနိုင်ရလေတခုပဲပေးချင်ခဲ့တဲ့သူတစ်ယောက်နေမှာပေါ့ မိမိသူအသက်ရှင်တော့မှမလုပ်ပေးနိုင်ခဲ့တာလေးတွေကိုလုပ်ပေးခဲ့ခြင်းဒီမှာပေါ့ဒါမဲ့ဒီဘွားတော့မပေးဘူးရယ်မသိအောင်နေမကဘူးအိုကရုံးခန္ဓာကိုယ်ရယ်ကိုးဝင်နေပြီသူဘောင်းစီပါထပ်ပြုတ်ခိုးသွားသေးရစောစိတ်ကလည်း Terror Grand ကိုလက်ခေါ်ကြောင်ရုံနဲ့ပိတ်ပလိုက်တယ်เจ้ามาတော့มุมมุนเนี่ยอุครุนเนเน่สกาม้าถ่าတော့ ဩကရုဏဒီကောင်မလေးတယောက်နဲ့ဝင်တိုက်မိရော and အဲ့ဒါကိုဒီ bitch ကနောက်ကွယ်ကနေအဲ့ငကြောင်ကောင်ဟောက်ကိုကြိုက်လာလားမသိဘူးဘာညာ bro လူတိုင်းအဲ့လိုဟာမတယောက်တော့ကြုံဘူးလေတွေ့သမျှပဲသူတို့လာကြိုက်တယ်လူထင်ညာလေတခါတလေ hot real လေးဘာလေးပေးမိတာဟိုပဲ fucking girl boy နဲ့လာတောင်းတယ်သူတို့ဘာညာ shut the fuck up bitch you're not special okay anyway မမအိုင်အောင်နောက်သွားလို့ဒဲဇလုံကြီးနဲ့အိုင်ရာခေါင်းပေါ်ပစ်ချလိုက်တာကိုသူကမကျေနဲ့အဲ့နဲ့နောက်ရကြမမအပေါ်ဒရင်မကြီးစဖြန့်တော့တယ် ီကမာတွေ့သမျှဘယ်နဲ့အိတ်တာဘာညာ basically lana rocks တို့ riley reese တို့လို့ဆွဲဆိုချက်ပြီးပေါ့ဘယ်တော့မှရအခုလုံးစီလာပြီးမုံမုံနဲ့ 3v1 ချိန်ပြီးပို့လာဆက်သေးရဲ့ oh no me personally တဲ့ကကို girl ကိုပို့တီလာပြီးအဲ့လိုဆက်နေလို့ကတော့အိုင်နာနဲ့ whatsapp ဆိုတာပြရမှာတကယ်တမ်းကျ ira ကဒီရွှေလုံးလေးကိုကောက်တွေ့ထားလို့သူ့ကိုယ်သူ main character ထင်နေရ and yes အဲ့လားအဲ့လားပဲအိုကရုံရဲ့ဂေါ်ကြီးခဏလေးခဏလေး ျွန်တော်ကျွန်တော်ပြောပြရစီအောင်ဒီလေးလုံးမှန်ကြောင်ကောင်ကအဲ့ဒါကြီးဘောင်းကြီးရထက်သိမ်းသွားလိုက်ဆိုတာဘလို့မှမဖြစ်နိုင်ဘူး။ဟာ။ပုံမလေးလက်နဲ့တစ်စုံလုံးကင်တာတော့မဆန့်ဘူး။ဒီကိဘာလဲဟာ။သူ့မိဘကြီးကဘာကြီးကျွေးနေကြတာလဲ။ဒီဝက်ချက်ဒီမဆားကြပါအောင်။ So yeah အခုရွှေဘောလေးတွေက Turbo Granny ကင်ထားတော့အိုင်ရာရသွားတဲ့အခါသူ့ဘာဝင်းကြီးနဲ့ပတ်သက်တာကြီးစမြင်လာတယ်။အထူးသဖြင့်သူ့နောက်ကိုလိုက်နေတဲ့ဂါဝန်ပန်းအောင်သပင်ဖားလာနဲ့မိမကြီးတမန်အိုင်ရာအဲ့တော့စိတ်ဝင်စားပါဘူး။ तू ကမိုးမိုးရဲ့စိတ်ဆွမ်းရင်ကိုပါမြင်ရတော့ Ira ရဲ့စိတ်ထဲမှာမူမူနဲ့ဆိုးလို့ထင်သွားပေါ့ So then Ira ရဲ့သူ့နောက်လိုက်မှနှစ်ယောက်ရဲ့မူမူကို jump တော့တာပဲ But then ဒီယူခါကဘယ်ပေါ်လာမယ်မသိဘူး and Ira ကိုဖမ်းခေါ်သွားရောပြီးတော့ငါသူ့အမေဘာညာနဲ့စပြောတော့တာပဲ But မူ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 ကတော့ Yeah nah Okru lock in and beat the shit out of her The whole boy had a win charge A surprise DTM ကလည်း knocked in ရတယ်ဘယ်အွက်တွေနဲ့ဘာတွေနဲ့ရှောင်း Mush 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 yeah. ုဘလုံးပြန်လဲတယ်မဆူကီအထက်ရှောင်းသူ့ဘုတ်ကဆွဲပြီးတော့မျိုးချတယ် bro မင်းအခုမှဒီမင်းမုံဝင်လာမယ်ကြာသေးမယ်တိပါရဲ့ဒါပေမဲ့နည်းနည်းလေး push ပါအောင်ဟာမင်း short ရှင်ဇက်တိုက်အခုခံရရလို့မဖြစ်ဘူးလေမမောဝင်ကယ်ဖို့လုပ်တယ်ဒါပေမဲ့သူ့ဟာသူ့တောင်မနေရှောင်းနေရဆိုတဲ့တေးမအစပြီးရက်ပြန်ရောလိုခဲစင်ကအိုင်ရာသူ့ကိုမမီလို့ခေါ်ခဲ့ရေပေါ့ oh no nah. you know i ride gubias ကသူ့အတူလမ်းပြောက်ပြီးငငယ်တော့ကျွန်တော်တို့အပေါ်လုပ်ခဲ့ဘူးတဲ့ classic အကွာလူမပြီးသူများကိုအမေခေါ်မိတာ dad no you're not him dad သူပြတ်သူ့မာမီလို့ထပ်ခေါ်ဖို့ i ride ကိုအချက်ကိုင်းရောဒါမိုးမိုးကယောငါဘဲကိုပြန်ပြေးရောဆိုပြီးဝင်လာရဲ့သူပြတ်သူ့နေရာသူပြန်ဖို့ပြလိုက်တယ်ထိုက် down shorty ဒါဒီမှာ busy နေတယ်ဆိုတော့ so i ride လဲသူ့ပြတ်ကိုစပြန်တော့အောင် ခင်ဗျားကြီးကကြုံမေမဟုတ်ဘူးခင်ဗျားကြီးကမကောင်းစွားကြီးအဲဆိုဆော်ကြီးကအဲ့ဒါလေးကြားရောဟုတ်မကောင်းစွားဟဲ့လား alright bet တော်မမောအဲ့ဒါကိုမြင်တော့ yo granny back up လေးပါလေးလောက်ပါအောင်ဆော် granny ကလည်း shit dog ငါအစွမ်းနေမရှိဘူးဟာပေါ့ဟုတ်ရဲ့ရှိရောလေလုံးဝကြားနေရပဲဖွားကြီးဆော်လန်ဆော်ကြီးက Mike Tyson treatment ဆက်ကြွေးရောဟောဒီမှာတစ်ချက်ဟောဒီမှာတစ်ချက်ဘယ်မမောတောက်ခံနိုင်လဲ what the fuck ဘယ်သူသမီးရောမမောက rotang အဲ့ဒါမဲ့မူမူလေးအမျိုးမျိုးခံလိုက်ရဖတ်အဲ့ဟာမှာ grand year plan ဖြစ်နေတာသူတို့ iron ထဲမှာကင်ရရဲ့လောကတိုင်နေတာတကယ်တော့ midget လေးဖြစ်နေတာသူ့မူမူကလည်းသူ့စားခံရတဲ့အားအစက်ကဝင်သွားတဲ့ဇလင်းကြီးကနေ mini show ဖြစ်ဖုန်း hell yeah show on grand အထူးစုကြီးကလည်းစပြီး tweak out တော့တာပေါ့စောင်းရည်လောင်းနေ literally iron လည်းမြေကြီးပေါ်လဲတာတွေ့ရောပေါ်ပြီးကို fuel တော့တာငါ iron လေးကိုနင်းလို့လောက်တယ်ဘာညာ အဲ့ကြမမောလည်းပြန်မေးတာပေါ့အဖေခမရကြီးကခုနကတော့အကောင်လိုက်မျိုးချမဟုတ်လားတဆုတ်ကစိတ်လွန်နေသူစပင်းကြီးတုံးပြီးတွေ့တမျှစွဲရင်တော့သူအခုနဲ့မမောခုတ်ခံရဒီစက for real for me အခုငါလည်းဘလို့လုံးကြမလဲဆိုတော့မမောလည်း relax bro အမှ plan ရှိပါမမောအခုကိုပေါက်တေချာဝှေ့ပက်ပြီးပြေးခိုင်းတယ်။ And sure enough, Silky's been in need of yummy up in the robot. ဒါပေမဲ့သူတို့ဇွေမျိုးဆွဲဖြတ်ပြီးတော့ရုံတော့ အဲ့ကြောင့်မုံမောကထိမ့်ပေးထားပြီးပုဂ္ဂိုလ်ကလည်းခေါင်းနဲ့ပြေးဝင်စောက်ဟိုးအဲ့လိုနဲ့အကုန်မောက်ကုန်ညပြီဆုပ်ကရရှာထွက်သွားပြီဆိုတော့ဂရန်ဒီကလည်းအုတ်ခရုံလောက်စလုံးလေးပြန်လာရှာပေးအောင်ပေါ့အဲ့ဒါနဲ့အုတ်ခရုံကသူ့ရဲ့ဦးလေးတစ်လုံးတော့ပြန်ရပြီဘတ်ဆိုးတာအဲ့ဟောကိုချက်တော့ဟိုကသေးနေပြီရောထပ်ပုဂ္ဂိုလ်ကြီးရဲ့ရှင်းပြရင်တာမန်လူတယောက်တရေစားခံရရင်အဲ့ဒါပဲပတ်သိမ့်မယ်ခုနကောင်အသက်ရှင်တာအုတ်ခရုံကသစ်စစ်တစ်ပိုင်းဖြစ်နေပြီးတော့မုံမောစိတ်ဆွမ်းရင်ရှိလို့ မမွားအဲ့မှာအိုင်ရောင်းကိုပြန်ခေါ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ထာဘိုဂရန်ကြီးကတော့လုံမနေနဲ့အထူးလို့ပြောတာပေါ့။တောင်တွဲတော့ဆီလ်ကီကသူ့ကြောင့်ဘာဖြစ်သွားလဲဆိုတာမြင်သွားပြီးသူ့ရဲ့အတက်ငွေကိုပေးလိုက်ပါလို့ပြောတာပေါ့။ဒီကောင်ကတော့မယုံဘူး။ Obviously ဒါပေမဲ့ဆီလ်ကီကသူ့ရဲ့မီယိုကြီးကိုဆွဲဖြဲပလိုက်ရောသူတို့ယုံအောင်။မမွားတော့တိတ်မယုံသေးဘူး။ဒါကြောင့်အုတ်ကရုံကိုဘေးကနေပြီးတော့ ready stand by စောင့်ခိုင်းထားတယ်။အပ်ပြီးတော့မမွားသူ့အဆွမ်းကိုတုံးပြီးအိုင်ရောင်းနဲ့ဆီလ်ကီကြားကိုချိန်ဆက်လိုက်တဲ့အခါအဂရိုဆီလ်ကီရဲ့လူဘဝတော့အမှတ်ညံတယ် သူတို့၃ယောက်တည်းကိုစီးဝင်လာတာပဲအဲ့မှာတန်တရန်ကတန်တရန်လောက်တာအတော်ဆုံးအရာကိုထင်ရွမြင်ရတယ်ဘာလို့ဆိုဒီ show ကစိတ်ကြွနေတဲ့ဂျူသားတွေဒေါ်လာထွက်နေတဲ့တရေတွေရဲ့အော်ဟစ်နေတဲ့တေကျော်တက်နေတဲ့အောင်ပါအရင်လူသားစံတာတစ်ခုကိုဖတ်ထားတယ်ကျွန်တော်တို့မိမတယောက်အိတ်ခန်းထဲကနေနိုးလာတွေ့ရတယ်ဘေးကစပွဲပေါ်မှာပတ်စံလေးနည်းနည်းနဲ့အဲ့ဒီအခန်းမှာ lighting အသုံးပြုထားပုံလေးအရင်မိုက်တယ်အစပိုင်းအရင်မိုနိုတုန်းဖြစ်တဲ့ color ရဲ့ cool vibrant ရဲ့အသုံးထားတယ် သူ့ရဲ့ဘဝဟာဘလောက်အေးဆက်အယောင်မဲ့နေတာကိုပြရင်ဒါပေမဲ့သူ့တုတ်တိုက်ခန်းလေးကိုဖွင့်လိုက်တဲ့အခါသူ့သမီးလေးကိုတွေ့တော့ကာတုံးက warm vibrant ကိုချက်ချင်းချိန်သွားတယ်။ဒါဒီကဘာရဲမှာသူ့အတွက်နှွေးထွေးရဲ့တခုရဲသောနေရာဆိုတဲ့သဘောကိုစောင့်ရင်ဒီမျိုးသမီးကငွေလိုချိစားရဲ့လူတယောက်ကိုအကျွေးအများကြီးတင်းနေတာ။ပြက်ကလေးမှာရက်ကလေး marker နဲ့ wine ထားတာကြည့်ရင်စက်အမဲရက်ကလည်းကတ်နေပြီဆိုတဲ့သဘောပဲ။အဲအကြောင်း तू ကအလုပ်၃ခုတောင်လုပ်နေခဲ့ရပါတော့။ငွေရှင်းကောင်တာစီးရေးလေ။တန်ရှင်းရေးသမားအပြည့်တသားတယောက် အလုံးမှာပင်ပန်းစင်းရင်ကြီးအောင်မြင်ရတယ်။အိမ်မှာတော့သူသမီးလေးနဲ့အတူအကောင်းဆုံးအချိန်ကြီးကုန်တယ်။သူ့ဝါဒနာဖြစ်တဲ့ဘယ်လီကတာကိုသူသမီးလေးကိုတင်ပေးတယ်။သူ့အရင်ဖက်နဲ့အောင်းလေးကိုပေးစီပြီးအန်ကလီကသဘောကျတာမြင်တော့သူအကျွေးဆက်ဖို့ခြံထားတဲ့ပတ်စံလေးရတယ်။သူသမီးလေးအတွက်ကလေးရွယ်ဘယ်လီဖက်နဲ့လေးဝယ်ပေးခဲ့တယ်။သူသမီးလေးမင်းလေးကလည်းလာနေပြီးလို့လက်ဆောင်ကောင်းကောင်းဝယ်ပေးချင်တော့ပြန်ဆက်ဖို့စုထားတဲ့ငွေတွေကနေအများကြီးထုတ်ပြီးကောင်းဝန်ပန်းအောင်လေးနဲ့ကိတ်မုံလေးဝယ်ပေးတာပေါ့။ Sure ဒါကောင်းတဲ့ idea ရောဘယ်ဟုတ်ပါမလဲ။ သူအမအီလုံးနေဆိုတော့တွေ့တဲ့တဲ့သူတိုင်းသိတယ်ဘာလူတယောက်ရဲ့လောကအရန်ကိုမှောင်မိုက်ပြီးအေးဆက်နေတဲ့အခါရှင်ရဲ့မင်းအောင်လေးတခုနားပဲကပ်ပြီးတာနေချင်တာပေါ့မဖြစ်ဆိုလို့ရပါမလားအဲ့ဒီအချိန်အဲ့ဒီရက်ဒီမှာအဲ့ဒီအပြောင်းလေးပူတောက်ပလာတာမြင်ရဖို့ကသူ့အတွက်ပိုရေးကြီးခဲ့လေဒါပေါ့ကျွေးရှင်နေလာတော့တော့အဆန်မပြေဝိပုံစားဖို့နေကြည့်ရတာရတော့ဒါက1960 70လောက်ဖြစ်ဖို့ရှိတယ်ဒါလည်းဒီလိုဖြစ်ပြတဲ့အပေါ်ဆုံးချိန်ပဲဆိုတော့ အဲ့ဒါကနေသူတို့ရိုက်နှက်ပြီးသူသမီးလေးကိုအတင်းဆွဲခေါ်သွားတော့ပဲသူ့အမေကတော့ပြေးလိုက်တာပေါ့ကားနာပေါ့ယူတပိုင်းကိုဖျင်းတယ်ဒါပေမဲ့သူကချေပလာဒံယာပလဘွားနဲ့ဘာလို့လုပ်ရမှာလဲခင်းနဲ့တိုက်ကြည့်လိုက်ရင်သူသမီးဖြစ်လာဖို့အများဆုံးကတော့သူတို့တွေပတ်စံရှာပြီးမဲ့လိန်ကျုံအဖြစ်ရောင်းစားခံရပါပါပဲ and so ငါးကောင်စီကရေူယူပြီးခဏရရဲပစ်ထားခဲ့ရင်မဖြစ်ပါဘူးငါအနေနဲ့တင်းဟောင်းသွားပြီးဘာလို့လုပ်ရလဲ so သူခေါင်းကိုခေါင်းကြရင်စုံးစီရပါတယ်ဒါပေမဲ့တင်းရဲ့အချိန်မှာ ခံစားချက်တွေပြင်းပြနေတယ်။တစီဖြစ်လာရတယ်။ဒါကြောင့်ဝမ်းနေစိတ်တွေနောင်တရင်နဲ့တည်သွားတဲ့သူကလီလွဲ့နေတဲ့တစီတကောင်ဖြစ်လာခဲ့ရပေါ့။တနေ့မှာသူ့ရဲ့အမေအသူဘောက်ကိုတက်နေတဲ့အိုင်ရာကမြင်သွားတဲ့အခါမိမိလားလို့မှားခေါ်မိတာ။အဲ့မှာသမီးကိုစိတ်ဆွဲပြီးကြံရင်ခဲ့တဲ့တစီကလည်းအိုင်ရာကိုအမြဲလိုက်ဆောင်ရှောက်နေရတာပဲ။ဘတ်တစီတကောင်ကသူ့အစွဲရှိစေတဲ့ခံစားချက်တွေကိုမဖြေရှင်းရပဲတက်တန်းကုန်သွားရင်သူကနောက်ဘဝမကူးနိုင်ပဲထာဝရပြောက်ွယ်သွားတဲ့တည်းတဲ့။ အန်ဆယ်ကီဖို့သူ့ကိုဆွဲထတာသူသမီးပေါ်တာဝန်ကြည့်ခဲ့ရလားဆိုတဲ့နောင်နာတွေကိုအခုအိုင်ရာအပေါ်ပါတာဝန်မကြည့်ဘူးလို့ခံစားရတော့ဒါပေမဲ့အိုင်ရာအဲ့ချိန်မှာပြေးပြတာပေါ့တင်းမကြီးရောကျေးဇူးတင်ပါတယ်မမေသမီးအမေအမတ်ရနေပါပါဆိုပြီးအန်ဆိုနောက်ဆုံးစကန့်လေးမှာပဲဆယ်ကီရဲ့နောင်နာတွေရောပြေးပြောက်သွားတာပေါ့သူသမီးလေးတော့မဟုတ်ပြင်မဲ့တခြားသူတယောက်ရဲ့သမီးလေးသူ့ကြောင့်တန်းဆက်ခွင့်ရတယ်ဒါလည်းဒီနေရာလေးမျိုးပေါ့နောက်အပိုင်းနေပါလေ အိုင်ရာဆင်ပီရဲ့ဘယ်လီကောက်ွက်တွေကိုပုံပြီးအများကြီးဖျက်ချော်ခဲ့တယ်။ဒီတော့သူချရတဲ့ဘယ်လီကိုပုံပြီးအိုင်ရာအခက်ခဲတွေကိုနိုင်ယူလာ။ဒီကနေ့တွေးကြည့်လိုက်ရင်အရန်လာတယ်။ဒန်ဒလာနဲ့ပတ်သက်ပြီးကျွန်တော်အရန်ကြိုက်တာ သူ့ရဲ့ feel ကကလေးလည်းမဟုတ်ဘူးလူကြီးလည်းမဟုတ်ဘူး။ဂျားရီကလူငယ်တွေရဲ့အရသာပုံစံမျိုး။ကလေးဘဝလိုပျော်စရာပေါ့ပေါ့ပပကြီးပဲလည်းမဟုတ်ဘူး။လူကြီးရဲ့ပြောသလိုစိတ်နှောက်စရာလေးကြီးပဲလည်းမဟုတ်ပြန်။ ဒီရှိုးကအတန်ကျယ်တယ်အရန်ပေါ်တယ်အဲ့တွယ်လည်းသူမရှက်ဘူးလေဖြူစင်ရူသားတန်ရှင်နဲ့ပျော်ရွှင်မှုပဲ but then လောကကြီးလိုပဲတခါလေချောင်းလည်းအရန်တိတ်ဆိတ်သွားတယ်ကျွန်တော်တို့ရဲ့ဒုက္ခရောက်တဲ့အချိန်လောကကြီးကတက်တန်နေတိမ်လုံးလေးပဲမဟုတ်ဘူးဆိုတာပြန်သတိရတဲ့အချိန်ဒီမှာကျွန်တော်တို့တိတ်ဆိတ်ငြိမ်သက်သွားတာပဲအဲ့လိုတိတ်ဆိတ်သွားတော့မှကျွန်တော်တို့ရောက်နေတဲ့နေရာကိုပြန်စဉ်းစားမိရဲ့ပြန်ထင်ဟမ်းမိရဲ့ across the sea ဘာလို့တနာစရာအရန်ကောင်းလဲဆိုတော့သူမှားခဲ့တယ် သူသူ့ရဲ့တာဝန်တွေတဲ့သူခံစားချက်ကိုပို့ပြီးအလေးပေးခဲ့တယ်။ဒါပေမဲ့ကျွန်တော်အပါဝင်ဘသူမှသူ့ကိုအပြစ်မတင်ရခဲ့ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့တည်ပြီးသားလीတခါတလေအချစ်ဆိုတာအမြဲနုညံ့နေတဲ့အရာတစ်ခုမဟုတ်မဲ။တခါတလေမှာအမာရွတ်တွေကျန်ရတဲ့တယ်။တခါတလေရင်ထဲမှာဟာလာဟင်းလင်းကျန်ခဲ့ရတဲ့တယ်။တခါတလေကိုယ့်ရင်ထဲမှာချစ်တဲ့စိတ်ကြောင့်မှားနေမှန်းသိရနေလဲရှေ့ဆက်တိုးမိကြပဲ။တခါတလေအချစ်က secretly တလိမ့်လို့ခက်တာအတွင်းတင့်ကိုလောင်ကျွမ်းစီပေးမိမယ်လဲပေါ့။တခါတလေအချစ်ကမင်းစီကနေချော့ပြီးရောပဲဖြစ်ဖြစ် ခြောက်ပြီးရောပဲဖြစ်ဖြစ်အရာရာကိုစွဲလို့ယူတော့ပြီမိရင်တော့နောက်တစ်ခေါက်လောက်လေးထက်ခံစားပေါ့ဘာမှမစွန့်လွှတ်ချင်စီတဲ့ memory လေးရတော့ရဲ့ဘာမှမထားခဲ့ပေမဲ့လို့ပေါ့ဒီလိုတိတ်ဆိတ်မှုတွေမှာ silky နားလည်သွားခဲ့တယ်အချစ်ရဲ့အတိတ်ပဲစစ်ကုန်လောကမှာရှိတဲ့ခံစားချက်တွေအကုန်ပျော်ရွှင်တာဝမ်းနည်းတာနာကြီးတာဒေါသထွက်တာငြိမ်းချမ်းတာပူလောင်တာဒါရီအကုန်အချစ်ကနေမှတနည်းတစ်ပုံနဲ့ဆင်းသက်လာကြတာချစ်လို့ပဲပြောရတယ်ချစ်လို့ပဲဝမ်းနည်းရတယ် ချစ်လိုပဲနာကြည့်ရတယ်ချစ်လိုပဲငြိမ်းရတယ်ချစ်လိုပဲပူလောင်ရတယ်ဒါပေမဲ့သူလောင်ရလားမရတော့ဘာလို့ဆိုအဲ့ဒီတိတ်ဆိတ်ပုံမှာဆက်ကနားလိုက်တော့တယ်အခြေအနေတွေဆက် And Silky Annie တစ်စင်းကျွန်တော်တို့ရောနားလိုက်တော့ခင်ဒါပေါ့တိတ်နားလိုက်ရပေါ့ဗျာဘာလို့ဆိုခံစားချက်တွေဒါဆက်နေကိုတကယ်ချစ်ရတဲ့သူတို့အတွက်အတမပေးရတာရှိလို့ I'd still die for you.